ရှင်ရဲ့ဝက်ဆိုရင်အဲ့ဒီဝက်ကိုရှင်ဘယ်တော့ခါမှမကျွတ်စေရောထွားအောင်စီဆိုတာမသိအရေးအပိုင်ပဲရိုက်တာအဲ့ဒါရိုက်တယ်အဲ့ဒီဟာကိုစေကံပြန်နေရိုက်တာစေကံပြန်လက်ကိုအဲ့လိုမရိုက်ခင်မှာအပတ်နေနဲ့စီထားတယ်လက်ကိုအဲ့လက်မောင်းဆိုပြီးလက်တိုင်းနေနဲ့စီထားတယ်ရိုက်ပြီဆိုတာလည်းအဲ့ဒါကိုပြန်ဖြုတ်အဲ့လိုမျိုးဒါရိုက်တာရောဆက်ခွဲတယ်။ကြီးလာနေတဲ့ချိန်မှာအိုးအေးတကယ်ဖြစ်သွားတာဟာဆိုပြီးတော့ မူကိုလုံးဝမဖြုတ်နိုင်ဘူးเนาะမင်းသားလုံးဝမူကြောက်ခံပါမူကြီးနဲ့မှထိုင်ပြီး6လောက်ကြီးချိတ်ထိုင်ပြီးဟိုဘက်လည်းနေခက်တိတိအဲ့ခက်လည်းတော်တော်ရိုက်ရတာဖန်ဆုပ်ကိုမင်းနောက်ကိုခွဲလိုက်တဲ့အချိန်မှာဟိုဆိုရင်နေတာထိကွာမှာသူ့ကိုထိကွာမှာဆိုရင်တော့ဖန်ကွဲအဆစ်ဆော်လေးအဲ့လိုခွဲအဆစ်ကိုတကယ်ခွဲရတဲ့အချိန်ဆိုဟုတ်ကဲ့ပြည့်ကြည့်ရတာလေးစက်ပြန်မှန်ရတော့ပဲ အဲ့ကံတို့ရိုက်ရဟုတ်တယ်ဟုတ်တယ်အဲ့ရိုက်တာအဲ့လားရိုက်တယ်အဲ့ဒီဟာကိုစေကံပြိုင်နေရိုက်တာစေကံပြိုင်လက်ကိုအဲ့လိုမရိုက်ခင်မှာဟိုအပတ်နေနဲ့စီးထားတယ်လက်ကိုအဲ့လက်မောင်းဆိုပြီးလက်တိုင်းနေနဲ့စီးထားတယ်ရိုက်ပြီဆိုတာလည်းအဲ့တော့ပြန်ဖြုတ်အဲ့လိုမျိုးဒါပေမဲ့အဲ့ဒီဒီဘက်လက်ကိုတော့ item ရန်တိတ်မလုပ်ဒီဘက်လက်တွေဒီဘက်မျက်နှာရည်အဓိက item လုပ်ကြပါဘာဟုတ်အော်အဲ့တော့ဘုဆန်မှာကွယ်စားတာပေါ့လေတကားလို့မှာဘူး ဟိုဘိုးစကလုံးလေးတွေဟိုအင်္ဂလိပ်စကလုံးလေးတွေညံ့ညက်ပြီးတော့ဒါရိုက်တာပြောခိုင်းနေတာလေးကိုအင်္ဂလိပ်လိုပြောရင်တို့အရင်သဘောကျကြတယ်အရင်အရင်ဘူးဆန်သွားတော့အာပထမတော့ကျွန်တော်လဲကြောက်တာပေါ့နော်တန်ရှင်နေအများကြီးရှိရဲဒါပေမဲ့အဲရိုက်နေနေကိုကြီးကကျွန်တော်စကားလေးတစ်ခုပြောခဲ့ဒါအဲ့အိတ်ဆင်ကကျွန်တော်ရိုက်တော့တိတ်တော်တော်လေးယူလိုက်ရတယ်အိတ်ဆင်ကြီးလေအာကိုကြီးကဘာပြောလဲဆိုတော့ဒါအဲ့ item လုံးလို့ရှိရင်ဘယ်သူမှအားမနာနဲ့လုံးစရာရှိရတယ်ပြီးမှချစရာရှိရချပြီးမှပဲ တောင်းပန်တင်တာတောင်းပန်ပေါ့နော်အဲ့လိုမျိုးပြောရအောင်အဲ့နောက်ပိုင်းကျုံတော့အဲ့နောက်ပိုင်းအဲ့နောက်ပိုင်းလှုပ်တာပဲမမင်းလေးလည်းအမားနဲ့လည်းအရင် idea ကောင်းတယ်အစ်စ်အစ်စ်လို့တာမထင်ရအောင်တကယ်လို့ idea ကောင်းတာနောက်ပိုင်းနေမှာတွေ့ရမှာသူသူ့ရဲ့ idea မှုတွေကအရင်မိုက်တယ်မမင်းလေးလည်းတော်တော်ငိုရတယ်နော်ငိုရပါစက်တက်ကောင်းတာယူတာပေါ့လေမကောင်းတာတော့ပေးတာပေါ့လေ သူက drain ဖြစ်စင်ပဲ energy negative ဖြစ်စင်ပဲ energy ဆိုတော့မယူဘူးပေါ့လေ wave banner နဲ့တိုက်ခိုက်တာလည်းမတူပြန်ဘူးလေနော်တိုက်ခိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူသားတွေဖြစ်တဲ့အတွက် defense လုပ်ပိုင်ခွင့်တော့ရှိပါတယ်နော်အဲ့တော့ဒါပေမဲ့ wave banner ဆိုတဲ့အပိုင်းမှာကျတော့ကျွန်တော်တို့ကယူနေတာယူပါတယ်နော်အဲ့ဒါပေမဲ့အဲ wave banner လားတိုက်ခိုက်တာလားဆိုတာလေကိုကိုယ်တိုင်သိဖို့တော့လိုတယ်နော်အရင်ကတော့ sensitive ဖြစ်တာပေါ့လေပေါ်ကားစားအခုကတော့ငဖယ်ဖြစ်နေပါအဲ့ဒါမှငဖယ်လေးပြောဟုတ်တယ်ထုတ်လိမ့်ပါလေလေ အဲကျွန်တော်ငငယ်ကလည်းဒီစီတူတော်ရွယ်လေးတော့ကလည်းဒီလိုကိစ္စကြီးကြုံခဲ့ဘူးရယ်ပေါ့နော်အဲအဲ့ဒီအရွယ်တော့ကတော့ကျွန်တော်ကိုယ်တိုင်လည်းအဖေကကျွန်တော်မချစ်ဘူးလို့ခံစားခဲ့ရတဲ့အချိန်ကြီးအဲရှိခဲ့ဘူးရယ်တကယ်အပြင်းပါပေါ့နော်အဲဒါမဲ့အချိန်တန်လာတော့လည်း तू အဲအသက်ရွယ်တစ်ခုရောက်လာရယ်တဖြည်းဖြည်းရောက်လာမှမအများကြီးနားလည်လာပါရယ်ဒါမဲ့ဟိုဒီမိဘနဲ့တာမိဘတွေအရင်ဖြစ်တာကိုအဓိကကတော့သားသမီးတွေအတက်နိုင်ဆုံးမမြင်စေချင်တာပေါ့နော်အဲမိဘတွေကတော့ တဲ့အတွက်ကြောင့်မလို့အနေနဲ့များတော့ပြဿနာတွေကတော့ရှိကြမှာ။သို့ပေမဲ့ဒါတွေဒီပြဿနာတွေကိုအခက်နိုင်ဆုံးသာသမီရဲ့ရှေ့မှာအဲစိတ်လိုလဲရစိတ်လိုက်မှမှာမရှင်းကြဘူးအတွက်တော့အဲဒါလေးတခုတော့ပြောချင်တာပေါ့။ကျွန်တော်တို့မထင်မှတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမိဘတွေမတိလိုက်တဲ့အချိန်မှာသာသမီတွေကအဲစိတ်တန်ရာရဟွားနိုင်နေပေါ့နော်။အဲစိတ်တန်ရာဆိုတာကလည်းဘယ်တော့ပြောင်းမှမလဲမသိဘူးအချစ်ချောက်ရတဲ့စိတ်တန်ရာဆိုတော့တရောင်းတစ်ခုစားလိုက်ပျောက်နိုင်တာပေါ့ဒါပေမဲ့ဒါပေမဲ့ဒီ family drama အကြောင်းဖြစ်တဲ့ဟာရဲ့ကြောင့်တော့လေတော်ရုံကုစားဖို့ကြောက်တယ်မလွယ်ဘူးပေါ့နော်မလွယ်ဘူးဆိုတော့အမိဘရဲ့အနေနဲ့ဒီလိုရန်ဖြစ်တဲ့ကိစ္စမျိုးတွေရောအတတ်နိုင်ဆုံးသားသမီးတွေရှိမှရှောင်ကျင်ပေးကြပါလို့မိတာရက်ခံပါရဲ့ခင်ဗျာဟုတ်